ညီဆိုတဲ့မိမနဲ့ညှိနေတာမလားနဲ့သူ့ကြွေးတွေကိုလူနဲ့ထိုးဆက်လိုက်ရတယ်မလားဒီကားထဲမှာနန်းစုရဲ့ဒီရင်တကူ character ကသူကဖြည့်စည်လို့ပြောရင်ပုံမှန်အဲဘသူရဲ့ဖြည့်ဘသူအတွက်ဖြည့်စည်ဖြစ်သွားတယ်လဲဆိုတော့ဒါပြိသက်တွေတည်ရမှာပေါ့နော်အတက်ခက်ကြီးကြီးမိမတယောက်ကလည်းအတက်ခက်ငယ်ကောင်လေးတယောက်ကိုဦးညီချင်းနဲ့ပန့်ပိုးချင်တယ်ဆိုတော့ဒါဟာတာပဲလေကဘာလို့မပိုင်ဘာမှမလုပ် ဲ့တော့ငါဘာပဲရန်ရန်တက်နင်တော့သူ့လိုဘယ်တော့မှမလုပ်ပါဘူးလို့ငါ့ကိုခရီးပြီးပါစိတ်ကရိုက်ထားတာငါနဲ့တော်တော်လောက်ရှိနေတယ်ငါနဲ့တော်တော်လောက်ကြနေဒီကလေးအခုပေါ့ငါနဲ့အကြမှာယုံတင်လာပြီဆိုတော့ကိုလည်းဟိုတနေ့ကအဲဒီ free ကြည့်ကြမယ်ဆိုတော့ကြည့်ရပါဘူး ဒီကားလေးတစ်ကားလုံးခြုံငုံပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီကားလေးကတော်တော်လေးလဲရိုက်ခါကြာပြီဆိုရင်တော်တော်လေးကိုဥမေဥရိုက်ခါတော်တော်လေးကိုလက်ချက်ကောင်းကောင်းနဲ့မပြင်းရအောင်တော့နော်ကိုလည်းသဘောကျတယ်ပိတ်သက်တွေလည်းသဘောကျမယ်လို့မျောလင်းပါတော့တကားလုံးခြုံငုံပြီးတော့ကြည့်လိုက်တာအားရကျတဲ့မရှိပါဘူးဒီကားမှလေရင်းတစ်ခုရဲ့ပါဝင်ရတဲ့ဒီအခန်းကဏ္ဍကလည်းသူလောက်ကလည်းရှိရဲကောင်းလဲကောင်းတယ်ပေါ့နော်တကားလုံးခြုံတဲ့အချိန်မှာလေ ရှိရပေါ့နော်။အဲ့လိုအကြောင်းအကျောင်းနဲ့မတင်ဖြစ်သေးတဲ့ကားရယ်ဆိုလည်းသုံးလေးကားလောက်ရှိသေးတယ်။ကိုဇလန်းကတော့နည်းနည်းလေးတော့အဲ့လိုကြီးကြီးဖြစ်တယ်ကွာ။ကြီးဖြစ်တယ်ဆိုတာဒီကိုလာကန်းလန်းလာပြီးဆိုကိုရရမယ်နေရာနဲ့ပြီးတော့ကိုရောက်နေတဲ့အသက်အရွယ်နဲ့ကိုနဲ့လိုက်ဖက်မှုရှိလားကိုအာကိုလုံးနိုင်မလားဆိုရဲဟာရေပုံတော့ငူတင်ပြီးတော့လက်ခံတယ်။ဒီတစ်ခါလေးကတော့မဟုတ်ကိုကအဲ့တော့ရိုက်တော့ကိုကချစ်တော့ uh injury ဖြစ်နေတာဆိုတော့ကိုကတက်မရေးတော့ထိခိုက်ချွတ်ရင်းနေတဲ့အချိန်ဆိုတော့လေကိုကကိုပဲတက်မရေးနဲ့ကိုကကိုပဲလုံးမချလဲရိုက်နေတာအဲ့ဒီအချိန်ကဘန်ကောက်ကိုသွားပြီးစီးစောကုလိုက်ရန်ကုန်ကိုပြန်လာလိုက်အဲ့လိုမျိုးဖြစ်နေ6လလောက်ကုနေရအဲ့ဒီအချိန်ကအဲ့ ကားရိုက်တော့လုံးဝ ready မဖြစ်ခဲ့ဘူးပေါ့နော်ရိုက်ဖို့အတွက်ဒါမဲ့လည်းဘလို့ပဲဖြစ်အကြောင်းအကြောင်းဒီ producer တွေကလည်းရိုက်ပါဦးမေဦးတော်လည်းရိုက်ပါအဆင်ပြေအောင်လုပ်ပေးမယ်ဆိုရင်လည်းရိုက်ဖြစ်ခဲ့ပေါ့နော်ဆိုတော့ရိုက်နေတဲ့အချိန်မှာလည်းလိုရဲဆေးထိုးလိုက်ဆေးတောက်လိုက်ခြောက်ကရိုက်နေတဲ့အလိုကိုကြိုက်တယ်ပြီးတော့သူကအဲ့လိုမျိုးပြပြလောလောလှုပ်ချာလုံးလုံးမရတော့အဲ့ဒီကြက်တွေနဲ့ဒိုက်ခဲ့ရတယ်ကျမရေမကောင်းတဲ့ကြားရည်နဲ့မနေဘူးပေါ့နော်အဲ့လိုမျိုးရတယ်ဒါပေမဲ့အာ ကိုကြောင့်နဲ့အစတည်းကနောက်ဆက်ဖြစ်မှာဆိုတော့ဒီကားကပထမမရိုက်တော့ဘူးဆိုပြီးတော့လည်းပြောတယ်ဒါပေမဲ့လည်းအကုန်လုံးကအဆင်ပြေအောင်လုပ်ပေးပါမယ်ကိစ္စမရှိပါဘူးရိုက်ပါဆိုတော့အဲ့လိုဆိုရင်လည်းရိုက်လိုက်မယ်လေးဆိုပြီးရိုက်လိုက်ပါဒီကားထဲမှာနန်းစုရဲ့ဒီရင်တကူ character ကသူကဖြည့်စည်လို့ပြောရင်ပုံမှန်အဲဘသူရဲ့ဖြည့်ဘသူအတွက်ဖြည့်စည်ဖြစ်သွားတယ်လဲဆိုတော့ဒါပြိသက်တွေအတိရမှာပေါ့နော်ဒီဇိုင်းကြီးကတော့မင်းသားမင်းသမီးများများနဲ့ဆိုမြ мян လေးကြည့်ရမှာပေါ့နော်ဦးမင်းဦးရဲ့ရိုက်ချက်တွေကလည်းဒါလူငယ်ဆန်ဆန်လေးနေတယ်အဲ့လိုမြ мян လေးတွတ်တွတ်လေးဒီကားကလေ ကြည့်ရတာမပြင်းအောင်အဲ့ဒါရဲမှာမဒရာမာရယ်လဲပါတယ်ဆိုတော့အဲ့လိုမျိုးကြည့်လို့ကောင်းတယ်ပြီးတော့ရိုက်ချက်တွေကလည်းလှလှလေးအဲ့လိုမျိုးလေးဆိုတော့လေအကြည့်ရတာဟိုဖြစ်တယ်ပေါ့ပြတ်တည်းမပြင်းအောင်ဒီကားရိုက်ပြီးတော့မကြောက်ကိုဗစ်ဖြစ်တာဆိုတော့ကိုဗစ်တို့ကတော့မှတော်တော်လေးနားလိုက်ရတော့အဲ့ချိန်မှာခြေတော့ကတော်တော်လေးကိုပြန်ပြီးတော့အာလေးချက်ယူလိုက်တဲ့အချိန်မှာပြန်ကောင်းသွားတယ်အခုကတော့ဇွန်နှစ်ပိုင်းနှစ်ပတ်သုံးပတ်ထိုးလို့တော့ဗျာကျတော့ဒီဗီဒီယိုလေးတွေအတူလေးတွေကလည်းပြန်ရိုက်လာကြပြီဆိုတော့အဲ့ဒါလေးတွေလည်းရိုက်ဖြစ်သွားပါဘူးဒီ က Royal King Production နဲ့လည်းအဲ့ဒါ15ကားလောက်ရိုက်ထားတာရှိတယ်ပေါ့နော်သူတို့ဒီမတင်သေးတာဖြစ်နေတယ်အဲ့ဒါလည်းမတင်သေးဘူးတချို့ရိုက်ထားတဲ့ရုပ်ရှင်ကားကြီးတွေလည်းရုံပေါ်မရောက်လာသေးရတယ်လည်းရှိသေးတယ်ပေါ့နော်ဒီဇလန်းတွေကတော့နန်းစုနည်းနည်းလေးအဲ့လိုမျိုးအဲရွေးချယ်စီစစ်ပြီးတော့လည်းရိုက်ဖြစ်နေတယ်အဲ့တော့လောတယ်ပြီးတော့မိတ်ကပ်ကလည်းကောမိတ်ကပ်တွေပါလေမပြင်ထားအောင်ဆိုတော့လေအဲ့တော့ကနည်းနည်းလေးပို့ပြီးတော့ပို့နှုတ်နေတဲ့ပုံစံဖြစ်သွားလားမသိဘူး character အရာလည်းအဲ့လိုမျိုးအရန်ပြင်ရတဲ့ character မျိုးမဟုတ်ဘူးဆိုတော့လေအတန်းနိုင်ဆုံးက character ဝင်အောင်လို့ပေါ့နော်မလှခြင်းပဲနဲ့ဒီကားထဲမှာလှခြင်းလို့မရတဲ့ character ဆိုတော့မလှခြင်းပဲနဲ့ဒီ character ကိုပဲဝင်အောင်လို့တော့စူးစမ်းတာပါပရိသတ်တွေပြောချင်တာတော့အဲ့တုန်းကနေမကောင်းလို့နေမကောင်းတဲ့အချိန်မှာရိုက်ထားတဲ့တောင်သူကအဲ့လိုတိတိလေးတော့ဖြစ်နေရတယ်မဲ့အများကြီးတော့စူးစမ်းထားပါတယ်ပရိသတ်တွေသိပြီလို့ရှိရင်လည်းဝေဖန်ပေးပါအကြံပေးပါ thank you